င်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာတော့ဒီ pixel နဲ့ပေါ့နော် logo အခုလိုမျိုးတက်တက်ရဲနေနဲ့လှပတဲ့ logo လေးတကူကိုဘယ်လိုမျိုးဆွဲရမလဲဆိုတာလေးကိုကျွန်တော်ဒီနေ့တခြားလေးရှင်းပြပေးမယ်ပေါ့နော်ဟိုကျွန်တော်တို့ထုံးစံတိုင်းပဲ pixel software တွေကိုဝင်မယ်ပေါ့နော်ဒီအဲနည်းနည်းပါးတီးပြီးသားလူတွေကတော့ဒါကြီးပြောပြမှာတော့ခုမှ pixel အစားလေးလာမယ်လူဆိုရင်တော့ဒီကျွန်တော်ရဲ့ဒီအခြေခံကြက်ကြက်တင်ပေးထားတဲ့ဗီဒီယိုလေးရှိရပေါ့နော်အဲဒါလေးကျွန်တော်လင့်ပေးထားမယ်အဲဒါလေးကကြည့်လို့ရပါတယ်အခုကျွန်တော်ဒါလေးကတော့ရှေ့ပိုင်းလေးမြန်မြန်လေးပြောလိုက်မယ်ပေါ့နော် ကျွန်တော်ထွန်းတာနာမပေးသေးလက်ထဲဝင်လိုက်မယ်ဝင်ပြီးသားရှိလို့ရှိရင်အဲမှာကျွန်တော်ဒီကိုတောင်းနေတယ်ပေါ့နော်ရှိတ်ကိုတောင်းမှာဖြစ်ဖြစ်ပေါ့အောင်တောင်းမှာဖြစ်ကျွန်တော်ခြိုက်တာတခုယူမယ်ကျွန်တော်ကျွန်တော်အခုဒီမှာဒီရှိတ်ကိုစဝိုင်းပုံစံပေါ့နော်စဝိုင်းပုံစံပုံဖော်ပြီးတော့မှလဲမှာစလုံးထဲမှာပုံစံပေါ့နော်အဲ့တော့ကျွန်တော်ရှိတ်ကိုအရင်တောင်းလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီရှိတ်နှစ်ခုပေါ့နော်ရှိတ်နှစ်ခုယူလိုက်မယ်ယူပြီးရင်ကာလာမတူအောင်ပေါ့နော်ကာလာမတူအောင်ဘာကြောင့်ထားလဲဆိုတော့ကျွန်တော်တို့ကဒီအဖြူပိုင်းကိုဖြတ်မှာပေါ့နော် ပြူပန်းဖြစ်မှာဖြစ်နေတယ်ကျွန်တော်တို့ကဒီမှာအဖြူတစ်ခုအမဲတစ်ခုထားလိုက်မယ်ပေါ့နော်အဲမှာသူတို့နှစ်ခုကိုမချော်လင်းချိန်ညှိမယ်ချိန်ညှိပြီးတော့ကိုစိတ်ကြရပြီဆိုရင်ကျွန်တော်တို့ကအခုလေယာပေါင်းလိုက်မယ်ပေါ့နော်လေယာပေါင်းလိုက်မယ်လေယာပေါင်းပြီးသွားပြီဆိုရင်ကျွန်တော်ကအဲ့ဒီထဲမှာမလိုချင်တဲ့အပိုင်းပေါ့နော်အဖြူသွမအမဲကျွန်တော်ကအဖြူလေးကိုဖြတ်လိုက်ပါမယ်โอเคပြတ်သွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီကောင်လေးကိုပေါ့နော် copy ယူလိုက်မယ် copy ယူပြီးတော့ဒီမှာစောင်းဝိုင်းပုံစံပုံဖော်မှာပေါ့နော်အဲ့တော့ဒါလေးကိုကိုယ်ကြိုက်လို့ဒီဇိုင်းလေးဖော်လို့ရရပါတော့နည်းနည်းလေး အဝိုင်းကျတယ်လို့အဝိုင်းပေါ့နော်မဝိုင်းညုံဆိုတော့ကိုရဲဆိုပုံပေါ်လို့ရတယ်ပြီးတော့သူ့နေရာချပြီးပါပြီဆိုတော့ကျွန်တော်တို့နှစ်ခုကိုဒါ layer ထပ်ပေါင်းမယ်ပေါ့နော်ဟုတ်ကျွန်တော် layer ပေါင်းပါပြီဆိုလို့ရှိရင်ဒီမှာဘာလို့ဆိုကျွန်တော်တို့အဲ့မှာအထဲထဲမှာထည့်မဲ့စလုံးပေါ့နော်ဒီထဲမှာကျွန်တော်တို့ထည့်မဲ့စလုံးတစ်ခုကိုရေးမယ်ပေါ့နော်အဲ့မှာကိုကြက်တဲ့စလုံးတစ်ခုကိုရေးလိုက်ပါမယ် ဒီမှာတော့ကျွန်တော်ကဒီ SK ဆိုပြီးတော့ဆလုံးလေးတစ်ခုရေးလိုက်မယ်ပေါ့နော်။ Okay ကျွန်တော်တို့ဆလုံးလေးရပြီဆိုရင်ကျွန်တော်တို့ဆလုံးကိုဖောင်းသွင်းမယ်ပေါ့နော်။ Projected Font Design ကိုဒီမှာရေးပေးပါမယ်။အခုကျွန်တော်အဲ့ဒီဖောင်းအောင်သွားမယ်။ဖောင်းသွားပြီးရင်ဒီမှာကိုကြိုက်တဲ့ဆလုံး design ပေါ့နော်။အဲ့ဒီ design ကိုရေးလိုက်မယ်။ပြီးသွားဆိုရင်ကျွန်တော်တို့ဒီကောင်ကိုရွယ်စားချိန်ညှိမယ်ပေါ့နော်။ရွယ်စားကိုဒီဇိုင်းဆွေးညှိလို့ရတယ်လို့အဲ့ဒီဖောင်းဆိုရင်အောင်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ တက်ဆိုင်ရွာလည်းရှိရပါတော့အဲဒီကောင်လေးလည်းယူလို့ရပါတယ်။အဲမှာကျွန်တော်ကနောက်ထပ်တစ်ခုပေါ့နော်ဒီ crown လေးပေါ့ crown လေးကိုတော့ကျွန်တော်တို့ဒါကျွန်တော် Google နဲ့ပဲတောင်းထားပါတော့။ဒါဆိုလို့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီပုံလေးကိုကျွန်တော်ရဲ့ Telegram မှာတင်ပေးထားမယ်ပေါ့နော်။ဒါမှမဟုတ် message ကို Google အနေနဲ့ဒီ crown logo ဆိုပြီးတော့ရိုက်ရှာပြီးတောင်းလို့ရပါတယ်။ဒီကျွန်တော်တို့ကဒီမှာပေါ့နော်။ဒီ logo တစ်ခုလုံးကိုကျွန်တော်တို့ကအမအမဲရောင်ပေါ့နော်။အရောင်တစ်ခုခုကိုကြိုက်တဲ့အရောင်တပုံစံနဲ့ဒီအကုန်လုံးပေါင်းပြီးတွင်မှာဖြစ်နေတယ်ကျွန်တော်တို့က ဒီ၃တဲ့ element တွေအကုန်လုံးအရောင်းနေပြောင်းထားပါနော်ဒီ message တွေအဲ့လိုမျိုးဒီ SK ရော design တွေမျိုး crown ရော design တွေမျိုးထည့်ခြင်းနေဆိုရင်တော့တော့ဒီ layer မပေါင်းခင်မှာပိုထည့်ခြင်းတဲ့အရောင်းလေးတွေကြိုးပြီးထည့်ထားမှာဖြစ်တယ်ပါနော်ပြီးတော့ layer ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ layer ပေါင်းပြီးမှအရောင်းထည့်မယ်ဆိုရင်အရောင်းကတစ်ခုလေးထွက်လာမှာပါနော်အားလေးသတိထားပါမယ်ဟိုကျွန်တော်ကတော့တရောင်နဲ့ထည့်မှာဖြစ်တဲ့အတွက်ဒါလေးအားလုံးကို layer ပေါင်းလိုက်မယ်ပါနော်ဟုတ်ကြတော့ဒီမှာစာရန်လေးတစ်ခုထည့်မယ်ပေါ့နော်စာရန်လေးတစ်ခုထည့်မယ် ပြီးရင်ကျွန်တော်တို့ကဒီအားလုံးကိုလေ့ရပောင်းပြီးတော့အယောင်တွင်းမယ်ပေါ့နော်။ Okay ဒါနဲ့စကားမစဲကျွန်တော်ရဲ့ဒီတောင်းကလေးတစ်ခုနဲ့ message ပေးခြင်းနဲ့ပေါ့နော်။အဲဘာလဲလဲဆိုတော့ကျွန်တော်ရဲ့ဒီ TikTok မှာဒီ account တစ်ခုဖွင့်ထားပါတယ်။အဲဘာလဲဆိုတော့ကျွန်တော်ဒီ search bar မှာပေါ့နော်။ UR5009 ဆိုပြီးရိုက်ရှာလို့ရပါတယ်။အဲအဲ့ဒီ account လေးကနေပြီးတော့ကျွန်တော်ကဒီကျွန်တော်ရဲ့ကိုပိုင်လုပ်ငန်းလေးပေါ့နော်ဖြစ်တဲ့ဒီ t-shirt လေးတွေကိုကိုပိုင်တစ်စိမ့်ရိုက်ပြီးတော့လည်း message အဲ့လိုရတယ်။ဒါမှမဟုတ် ဒီစတစ်ကာတွေပေးပြီးတော့လည်းအထည်ပေးပြီးတော့လည်းအဲ့လိုရတယ်ပေါ့နော်အဲ့တော့ဒီကလို Messenger စိတ်ဝင်စားဆိုလို့ရှိရင် Twitter မှာ UAVICE09 ဆိုပြီးရရှာပြီးတော့ကျွန်တော် channel လေးကျွန်တော်ရဲ့ဒီ Twitter account လေးကိုလည်းနိုင်ငံပေါ်လေးလုတ်ပြရဖို့အားလုံးအောင်ဆိုပါတယ်ခင်ဗျာ Okay ဒါဆိုရင်ဗီဒီယိုလေးဆက်လိုက်မယ်နော် okay ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပါเนาะ fashion ရဲ့ပေါ်လေးမှာကျယ်လေးတွေထည့်မှာပေါ့နော်အဲ့တော့ကျယ်လေးတွေကပြန်ထည့်မှာဆိုရင်ကျွန်တော်တို့ shape မှာပဲရေးလို့ရရပါเนาะ shape မှာ ဒီရှေ့ကိုတွားပြီးတော့အဲ့မှာကျေပုံလေးကိုယူပြီးတော့ကိုကြိုက်တဲ့ size အကြောင်းပေါ့နော်ချိန်ချင်းပြီးတော့ထဲမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကကျွန်တော်တို့လွယ်တယ်ပေါ့နော်လွယ်တော့ဖြစ်တဲ့အတွက်နည်းနည်းလေးတဲ့အချိန်ပြည့်တဲ့ကျွန်တော်ဒီညာလေးကိုနည်းနည်း speed ရလေးထုတ်လိုက်မယ်ပေါ့နော်နည်းနည်းလေးမြန်လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့အားလုံးစိတ်ကြရပြီဆိုလို့ရှိရင်ဒီကောင်းနေအားလုံးကို layer တစ်ခုတည်းဖြစ်အောင်ပေါင်းလိုက်မယ်ပေါ့နော် layer နေပြီးတော့အကုန်လုံးကိုအမှန်ကြီးလေးနဲ့ပေါင်းလိုက်မယ်ပေါင်းပြီးသားဆိုကျွန်တော်တို့ color တွင်းမယ်ပေါ့နော် color လေးစတွင်းပါမယ် ဟုတ်ကဲ့ကျွန်တော်ကာလာတွေ့မယ်ဆိုရင်ဒီကောင်ကိုဆက်လက်ပြေးမယ်ပေါ့နော်ဆက်လက်ပြေးပြီးဆိုရင်ကျွန်တော်တို့ဒီမှာတခြားနှိပ်လိုက်မယ်တခြားနေမှာကျွန်တော်တို့အမှန်ကိုကြိုက်တဲ့ပုံလေးတခုပေါ့နော်ကိုကြိုက်တဲ့ပုံလေးတွေရွှေရောင်တို့မို့တခြားရောင်လေးတွေထည့်မယ်ပေါ့နော်ဟုတ်ကဲ့ရောင်လေးရပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီအမ်ဘုတ်ပေါ့နော်အမ်ဘုတ်မှာကျွန်တော်တို့ချက်ဝင်မယ်ဝင်ပြီးရင်သူ့ရဲ့ဒီတခြားတွေရွှေ့မယ်ပေါ့နော်ဒီ lighting နေပြီးလို့ရှိရင်ကျွန်တော်တို့အလင်းမောင်းနေပေါ့နော် 3D ပုံစံနဲ့အကုန်လုံးကိုစက်ချက်ချင်းချင်းပြီးပြီးဆိုရင်ကျွန်တော်စက်ချက်ရပြီဆိုရင်စေလို့ရရပေါ့နော် ဟာကျွန်တော်တို့ဒီပုံလေးရအောင်နည်းနည်းလေးကြွသွားအောင်ပေါ့နော်ကြွသွားအောင်ကျွန်တော် share လုပ်လေးနည်းထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ share လုပ်ရပါပြီ Okay အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လေးနှိပ်ခဲ့ပြီးတော့အောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ